မင်္ဂလာပါဒီနေ့ပြောပြမယ့်ရည်ကြအောင်ကအခုအချိန်မှာကျမတို့ကအရာရာ ရှားပါကြတယ်နော်အရာရာရှားပါတယ်အရာရာအဆင်မပြေဖြစ်ကြတယ်နော်အဲ့လိုမျိုးတွေရှိနေတဲ့အချိန်မှာကျမတို့ကထက်ခါထက်ခါပေါများစေအောင် ရွှေပဲဖြစ်ဖြစ်ငွေပဲဖြစ်ဖြစ်ပေါများဖို့လိုတယ်ထက်ခါထက်ခါပေါများဖို့ဆိုတော့ကိုယ့်ရဲ့ပတ်စံအိတ်ထဲကိုလည်းထက်ခါထက်ခါငွေတွေဝင်ဖို့လိုတယ်ပေါများဖို့လိုတယ်လေ ်နော်အဲ့ဒါမျိုးထက်ခါထက်ခါပေါများမဲ့အစီရင်လေးတစ်ခုရတရားလေးတစ်ခုကိုအခုလာပြောပြတာလိုအပ်တာတွေကတော့ထောပတ်ဘူးတဘူးလို့ပါတယ်ထောပတ်စီတဘူးလို့ပါတယ်ထောပတ်တွေနော်ထောပတ်ထပ်ပေါ်တဲ့အစီအစီရင်ကိုပြထက်ခါထက်ခါပေါများအောင်နော်အဲ့ဒီပုံမှာဒီလိုစင်မီကွက်ပေါ့တေးသေးလေးတစ်ခုတင်လိုက်ပါနော် အဲ့ဒီပုံမှာဒီလို ထောဘတ်ဖျောင်းနိုင်လေးပေါ့ဒီဟာကိုထောဘတ်ဖျောင်းနိုင်လို့ခေါ်တယ်အဲ့ဒါအတော့လေအိန္ဒိယစတိုးရီမှာရှိတတ်တယ်နော်အဲ့ဒီလိုထောဘတ်ဖျောင်းနိုင်လေးအပေါ်မှာထပ်ထွန်းလို့ရှိရင် ထောဘတ်၃ဆင့်ပေါ့နော်ထောဘတ်တွေနဲ့ထက်ခါထက်ခါပေါများစေတဲ့အစီအရင်လေးတစ်ခုပေါ့ဒါကိုဖျားလှူလို့လည်းရပါတယ်အဘတွေဝိဇာတွေကိုလည်းလှူလို့ရပါတယ်ကျမတို့အဘဝိဇာတွေကိုလှူပါတယ်နော်ထောဘတ်ထပ်ပေါ်အစီအရင်နဲ့ ကျွန်မမိတ်ဆွေဆဆရာအဆင်ပြေကြပါစေเนาะလက်လာပါတွေလည်းရှင်လန်းကြပါစေရှင်เนาะတကယ်လို့ဒီ Topaz ဖျောင်းနိုင်လေးမရဘူးဆိုရိုးရိုးဖျောင်းနိုင်လေးထွန်းมาစင်မီကွက်လေးခံတာပါเนาะစင်မီကွက်လေးခံပြီးတော့ထွန်းมาเนาะဒီ Topaz ထပ်ပေါ်တယ် Topaz ဆိုတာထပ်ပေါ်တဲ့အစီအစဉ်လေးပါเนาะဒီစင်ရင်းလေးလုပ်ပြီးကျွန်မရဲ့မိတ်ဆွေတွေအကုန်လုံးစံစီပြောဆိုတောင်းပါခင်ဗျာပြည့်စုံကြပါစေဝင်းသက်တိုင်းမှာဝင်းငွေရရှိပြီးထွက်သက်တိုင်းမှာညံဆိုးတွေပတ်သွားပါစေ သက်ရှူတိုင်းမဆိုင်ရကြပါစေရှင်မင်္ဂလာပါဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကဘာလဲဆိုတော့အိမ်တိုင်းမှာလက်လာပါတယ်ပိတ်စီတဲ့အရာတွေကိုပြောပြမှာမနက်မိုးလေးလို့ရှိရင်ညညူတဲ့စကားတွေမပြောရပါဘူးရှင်เนาะအိမ်ရှိမှာတယောကမွန်းကြီးချိတ်တာမျိုးတွေနောက်ဆုံးပထမနောက်တစ်ခုက ထမဆုံးဝင်တဲ့ငွေတွေကိုဖဏတ်မွေရအောင်ကားကမတုံးအောင်เนาะလက်ဝင်တဲ့ငွေတွေကိုကားကမတုံးအောင်မိသွေးမွေရအောင်မိန်းကလေးအောက်ပိုင်းသုံးတဲ့အသုံးစားပစ္စည်းတွေမွေရအောင်အတွင်းငံပစ္စည်းတွေမတုံးအောင်ထမိန်နေလုံးကြီးတွေမွေရအောင် နှမဆုံးဝင်တဲ့ငွေကိုဖះအောင်ဖះအတွက်တော်၎င်းပေါ့နော်အလှူတန်းပေါ့ကိုမိဘအတွက်တော်၎င်းရည်စူးပြီးမုတ်ဝဲတာမျိုးတွေစားဆက်တောက်ဆရာလေးတွေဝယ်ပြီးတော့အမေကိုမိဘကိုအဖေကိုပေးတာမျိုးတွေဆိုရင်ကောင်းပါတယ်အဲ့ဒါမျိုးလေးတွေကလှုပ်တင်ပါတယ်အဲ့ဒါမျိုးကလက်ဝင်စေတယ်နော်လက်တိတ်စေတဲ့အကြောင်းတွေထဲမှာလည်းပတ်စံအိတ်ထဲမှာဘောက်ချာတွေနော်ဈေးဝယ်စင်တာကရလာတဲ့ဘောက်ချာတွေအစုံပြတ်တွေနောက်ဟိုနှခမ်းနေအကျိုးအပဲ့တွေအဲ့ဒါမျိုးတွေဆိုရင်ထည့်မထားရအောင်နော်နောက် ပတ်စံအိထဲမှာပါမယ်။ဘာလေးပါတဲ့လဲဆိုတော့ပတ်စံအိထဲမှာဆိုရင်ပတ်စံဒီအဟောင်းနွမ်းလေးတွေပါမယ်။အကြွေလေးတွေပါမယ်ဆိုအဲ့ဒါကိုအိတ်ကလေးတစ်လုံးနဲ့တည်တန့်ထည့်။နော်။ပြီးလို့ရှိရင်ကိုယ့်ရဲ့ပတ်စံ1000နဲ့9000နဲ့1000နဲ့ကိုပတ်စံအိကောင်းကောင်းလေးနဲ့ထည့်ပါ။ပတ်စံအိတွေသုံးတဲ့အခါမှာ စစ်ပြဲနေရတဲ့ကျဲသီးပြုတ်နေရတဲ့အရေပြားလန်နေတာတွေလဲသားတွေကွာနေတာတွေဒစိမ့်တွေပြဲနေတာတွေဆိုရင်မသုံးပါနဲ့နောက်တစ်ခုလေဟိုအလကားရတဲ့ပတ်စံအိတ်တွေလည်းမသုံးပါနဲ့နော်အလကားရတဲ့ဆိုတော့ဟိုရွှေဆိုင်ကြီးကပေးတဲ့ပတ်စံအိတ်တွေလေအဲ့ဒါတွေမသုံးပါနဲ့ပတ်စံအိတ်ဆိုတာကိုကမျက်မျက်နှုံးနှုံးထားရတယ်ကိုကတတ်မိုးထားရတယ်ပတ်စံအိတ်ထဲမှာနော်ဗာလေးတွေထည့်ထားရင် ကောင်းလဲဆိုတာလည်းထပ်ပြောပြမယ်ပတ်စံအိတ်ထဲမှာဘာတွေပါသင့်လဲဆိုတော့ main ကလေးတွေဆိုရင်ပတ်စံအိတ်ပါမယ်ပတ်စံထဲတဲ့အိတ်ကလေးอ่ะအိတ်အကြီးထဲမှာဆိုပတ်စံအိတ်ကလေးတစ်ခုပါမယ်နောက်ပစံအသေးလေးတစ်ခုပါမယ်အဲ့ထဲမှာဆိုရင်ပစံလေး9000နဲ့1000နဲ့1000နဲ့လေးတွေကိုညီညာတတ်တတ်ရရလေးထက်ပြီးရင်အကျွေတွေပေါ့900 100 200တွေကအိတ်ကလေးတစ်လုံးနဲ့တတ်တတ်ထက်အဲ့ဒါအကျွေအိတ်ဆိုတာတတ်တတ်ထက်နော်ဒါဖွင့်ပြီးဆိုင်နော်အကျွေအိတ်ဆိုတာကတတ်တတ်ထက်ထည့်ပြီးရမယ်ဟိုအားလုံးရမယ် ထည့်ပြီးတော့နောက်ပတ်ဆိုင်ထည့်အမြဲရေမွေးစွတ်ထားဖြစ်နိုင်မယ်ဆိုလေပတ်ဆိုင်အကြီးလွယ်တဲ့လူအဲ့ဒါပဝါလေးတစ်ခုထည့်ထားပဝါရောပတ်စံအိတ်တို့ဆိုတာကိုယ့်ရဲ့နှဝင်းနေနောက်ရှည်မွေးပလင်းလေးအသေးလေးတစ်လုံးထည့်ရတာဒါမျိုးလေးပေါ့ရှည်မွေးပလင်းလေးအသေးလေးတစ်လုံးထည့်ထားနော်ဒါတော့ကျမပုံသွားကြီးဒါလေးကကလင်းလေးနဲ့ဒါလေးပုံသွားကြီးကျမဆိုအများကြီးပလင်းသေးလေးတစ်လုံးထည့်ထားတယ်သူကရှည်မွေးကကိုယ်လောက်ခွင့် เนาะအဲ့လိုလက်ဖွဲ့စီတဲ့အရာလေးတွေထည့်ထားရတယ်။အော်မိန်းကလေးဆိုရင်နှာခမ်းကြီးမိတ်ကပ်ပါမယ်ဘီးပါမယ်။အဲ့ဘီးမှဆိုလဲသပင်းကြီးတွေရှုပ်မထွေးစေနဲ့သပင်းကြီးတွေရှုပ်ထွေးရင်လက်ပိတ်တယ်။အလားလေးတွေကိုလည်းတည်ထားဖို့လိုတယ်။ဒါကြောင့်မလို့ငွေကြေးနဲ့ပတ်သက်လို့လက်လာပါတွေကောင်းခြင်းနဲ့အဆင်ပြေခြင်းနဲ့ဆိုရင်လက်ပွင့်စေတဲ့အကြောင်းတရားလေးတွေကိုလည်းလုပ်ဖို့လိုပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်။ကျမတော်အီချမ်မူပါ။